နားဆင်လာတိုင်းအမျက်ငွေ15ရာခိုင်နှုန်းပေးမယ်ဆိုပြီးတော့လူများစွာရဲ့ငွေသိမ်းပေါင်းတောင်းချီကိုအလစ်တုပ်သွားတဲ့ဒေါက်တာရင်ကြီးဆွေအားလုံးမင်္ဂလာပါဆယ်ဒီတိုင်းနူပေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေအလုံးလုံးစရာမလိုပဲနဲ့ငွေရင်းထရုပ်နဲ့အတူများများရှားတယ်ဆိုရဲပြောစကားကတော့မမောလောက်စရာဖြစ်နေပြီးရောအချင်းကြာကြာရုပ်သွေးနိုင်သူတယောက်လည်းရှိနေပါရစေနိုင်ငံတကာကစတော့ရှယ်ယာနဲ့ငွေကြေးစည်းကွက်မှာယင်းနှမြုံနေရင်တလကောအတူ15ရာခိုင်နှုန်းပေးမယ်ဆိုတဲ့ဒေါက်တာရင်ကြီးဆွေနဲ့အဖွဲ့က နိုင်ငံတော်ဝင်လူပေါင်းများစွာထံကနေငွေကြေးသိမ်းပေါင်းများစွာလိမ့်လည်သွားတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါရီလင်ခံရသူတွေထဲမှာပင်စင်စားရီယောဂကုသနေသူတွေတန်ကားရီသီလရှင်တွေနဲ့ငွေတွေလည်းပါသွားခဲ့ပါရီဒေါက်တာညင်ကြီးစောကဆရာဝန်ဘွယ်ရရှိထားသူတယောက်ဖြစ်ပြီးတော့ငွေကြီးစည်းကွက်နဲ့ပတ်သက်တဲ့သင်တန်းတွေကိုလည်းပေးနေသူပါမန်လေးမြို့မှာနေထိုင်သူတယောက်ဖြစ်ပြီးတော့သူနဲ့နှိဆက်သူတွေကိုငွေကြေးထဝင်ခိုင်းတာ6နှစ်ခန့်ရှိပါပြီငွေထည့်ထားရုံနဲ့ဘာမှလုပ်စရာမလိုဘဲနဲ့တလောက်ကိုအတိုး15000ခိုင်းတော့ အမြတ်ပေးမယ်လို့ပြောခဲ့ပါတယ်။ဒေါက်တာညင်ကြီးဆွေနဲ့ဖွဲ့ကငွေကြေးနဲ့ပတ်သက်တဲ့ခန်းနာတွေလည်းကျင်းပပြီးတော့စုရှယ်ယာတွေကိုဇက်တိုက်စုဆောင်ခဲ့ပါတယ်။သူထံကနေအတူပုံမှန်ရသူတွေလည်းရှိပြီးတော့2025ခုနှစ်အပိလကုံကနေစတင်ပြီးတော့စာနာပြောက်သွားခဲ့ပါတယ်။သူရဲ့ဇနီးဖြစ်သူကတော့ဒေါက်တာညင်ကြီးဆွေဟာထွက်ပြေးသွားတာမဟုတ်ဘဲနဲ့တက်ဆိုင်ရာကနေထိမ့်သိမ်းခံထားရတာလို့ပြန်လည်ဖြေရှင်းထားပါတယ်။ဒေါက်တာညင်ကြီးဆွေကဒီအလုပ်ကိုလှုပ်လာခဲ့တာ6နှစ်လောက်ရှိပြီဖြစ်ပြီးတော့အရင်ကတော့အတူတွေကိုပုံမှန်ပေးလေးရှိပါတယ်။နေတော်ကြတဲ့အထိအတူကပုံမှန်ပေးနေရတာကြောင့်ယုံကြည် ည်တဲ့သူတွေလည်းများလာပြီးတော့နိစက်ရရဲလူတွေကလည်းရှေ့ရရဲထိတ်ခိုင်းထားကြပါရီခုနလကင်ရင်းနှီးမြုပ်နှံပြီးသွားရင်တော့အရင်ကျပြီဆိုတာကြောင့်အချို့တွေကအိမ်တွေကိုတောင်မှပေါင်ပြီးတော့ထိတ်ကြပါရီနေတော်ကြတဲ့ဒီအတိုးတွေကပုံမှန်ရနေတာကြောင့်ဒီလိုလုသွားမယ်လို့မထင်ထားခဲ့ကြပါဘူးသူထံကနေတိုးရဖို့သူတွေကတော့ဆရာဟာစိတ်ကောင်းရှိသူတယောက်ပါဆိုပြီးတော့အညွန့်ပေးထားကြပါရီဒေါက်တာညီကြီးရဲ့ Telegram group မှာမမ္မာပေါင်းထောင်ကျော်ရှိပြီးတော့ငွေထည့်လိုက်ကြောင်းစာချုပ်စာတမ်းလည်းမပါပါဘူးဒေါက်တာညီကြီးဆွေထံမှာရှေ့ရထည့်သူတွေထဲမှာတန်ဃာတော်တွေနဲ့သီလရှင်ဆရာလေးတွေလည်းပါဝင်ပါသေးတယ် ။ဘုန်းကြီးကျောင်းတွေနဲ့သီလရှင်ကျောင်းတွေကကျောင်းအတွက်လာစီဝင်ဝင်လေးရမယ်ထင်ပြီးတော့တင်းရာချီထည့်ထားကြတာဖြစ်ပါတယ်။ အခုတော့စားကြုတ်စားတယ်လည်းမရှိသလိုဘသူကမှလည်းဒီငွေတွေကိုတာဝန်မရှိပေးတာကြောင့်ခက်တွေ့နေကြပါရီဒေါက်တာညီဆွေအားလူအများကိုချမ်းသာကျေးဝါးစေချင်နေဆိုပြီးတော့ဟောပြောပွဲတွေမှာပြောလို့ရှိပါရီဗန်မငွေအထိုင်းတောင်မှတလကိုအတုံးလုံး15ရာခိုင်နှုန်းမရတာကြောင့်သူ့ကိုယုံကြည်ပြီးတော့ငွေထဲကြတာပါချောင်းနေကြတဲ့အချိန်မှာတော့ငွေတွေစုမိသွားပြီဖြစ်ပြီးတော့ထွက်ပြေးသွားခဲ့တယ်လို့ပြောနေကြပါရီအချို့တွေကတော့ဒေါက်တာညီဆွေအားတကယ်ဖမ်းခံရတာမဟုတ်ဘဲနဲ့အဖမ်းခံရတယ်လို့လိမ်ပြောတာသာဖြစ်ကြောင်းခံမနေကြပါရီဒေါက်တာညီဆွေရဲ့မျိုးသမီးကတော့ယုံကြည်ပေးဖို့ပြောနေ ပြီးတော့ဆရာဘေးကင်းပါစေဆိုပြီးတော့ဆုတောင်းပေးနေတဲ့သူတွေလည်းရှိပါတယ်။ငွေပါသားသူတွေထဲမှာတေချာစုဆောင်ထားသူတွေလည်းပါဝင်ပြီးဒီငွေကိုပြန်မရရင်တော့ဘဝပြရမယ့်အနေအထားရှိနေကြပါတယ်။ဒါတာညီဆိုရဲ့တိုးနှုံးဟာတလကို15ရာခိုင်နှုန်းပေးတာမဖြစ်နိုင်ကြောင်းနားလေတကြွန်းသူတွေကထောက်ပြကြပါတယ်။ဒါပေမဲ့တိုးကိုလက်စင်ပုံမှန်ရနေတာကြောင့်အန်ရီကိုမမြင်မိပဲငွေကိုပုံအောပြီးတော့ထည့်မိထားကြတာပါ။ အခုတော့ဒီငွေလေးနဲ့ပတ်သက်ပြီးတော့ပြန်ပေးဖို့လဲဖုန်းလဲမကင်တော့သလိုမသိချင်အောင်ဆောင်နေကြပါရယ်ဒေါက်တာညီညီဆွေကတကယ်ပဲထွက်ပြေးသွားခဲ့တာလားဒါမှမဟုတ်ဖမ်းခံလိုက်ရတာလားသူကတကယ်ပဲယုံကြည်ရသူလားဆိုတာပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါဦးရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်